ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ခိုရာပဲဖြစ်ပါတယ်ဒီကနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်တို့ကိုမူတူဘက်ကနေပြီးတော့ Mobile Legends စထွက်ကြတဲ့ကထုတ်ပြန်လိုက်တဲ့ Hero ချို့ပါဆိုလို့ရှိရင်တော့မြန်မာနိုင်ငံတော်သားရဲ့လက်ထဲရောက်ပြီးကြတဲ့အချို့တော့ Hero တွေကစေး Hero တွေဖြစ်သွားရဲဆိုတာအားလုံးလည်းသိပြီးသားဖြစ်ကြမှာပါအဲထဲကမှကျွန်တော်အနေနဲ့ကဘယ် Hero တွေကစေး Hero တွေရဲ့နောက်ပြီးကျတော့ဘယ် Hero တွေကစေးပြီးရင်ကြလဲဆိုတာလေးတွေကိုပါကြောနေပြပြပြီးတော့မှာပါစကားမဆက် K Warrior လည်းပြန်ခေါ်တော့မှာဆိုတော့ကျွန်တော်အနေနဲ့ဒီလအတွင်းမှာ Subscriber တန်းကြီးပြည့် င်းချင်တဲ့အတွက်ကြောင့်မလို့ကိုလိုအနေနဲ့ subscribe တယောက်တစ်ချက်နှိပ်သွားဖို့ကြောင်းနဲ့တောင်းဆိုချင်ပါတယ်။ကဲဆိုတော့ Sky Shipney ကို video လေးကိုဖွင့်ထားလိုက်ကြအောင်ကောင်းပြုရေး။ ဆိုတော့ကျွန်တော်တို့အနေနဲ့ကဆေးဟီးရိုးတွေထဲကဆွဲထုတ်လိုက်ရင်တော့ချောင်ဆိုတဲ့ဟီးရိုးကပထမဆုံးပေါ်လာမှာကိုအားလုံးပဲသိကြပါလိမ့်မယ်။ချောင်ဆိုတဲ့ဟီးရိုးက2016ကတည်းကမူတူအနေနဲ့ကျွန်တော်တို့ရဲ့ main server ကိုထည့်ပေးလိုက်တာဖြစ်ပေမဲ့လည်းမြန်မာနိုင်ငံဆောက်ရောက်တဲ့နေရာဆပြီးတော့ brother တို့အားလုံးမြင်တဲ့အတိုင်းပဲချောင် pro လေးတွေကချောင်ကန်ပြီးဆေးထုတ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းပဲချောင်ဆိုတဲ့ဟီးရိုးကလူမုံလဲများတယ်လို့လူကြိုက်လဲတော်တော်များတဲ့ဟီးရိုးပါ။ ဒီလိုဟီးရိုးကမှမူတူနေနဲ့ကကျွန်တော်တို့မြန်မာနိုင်ငံတော်သားတွေလည်းထဲကိုထည့်လိုက်ပြီဆိုကြတဲ့အကြောင်းအနေနဲ့ဂွမ်းမာလီရောခေါင်းကြည့်ရေးဒီနေရာမှာကျွန်တော်အနေနဲ့တော်သားလို့ပြောရဆိုတာကတော်မနေတဲ့လူတွေမြို့မနေတဲ့လူတွေကိုပြောတာမဟုတ်ဘဲနဲ့အသက်ကြီးပြီးချိန်မရှိတဲ့လူတွေကိုပြောတာပါအထူးသဖြင့်ညာရင်မမီတဲ့ကောင်တွေကိုပြောတာပေါ့ဗျာနောက်ထပ်ဆေးဟီးရိုးတကောင်ဆိုလို့ရှိရင်တော့တခင်းဆမ်းမဖြစ်ပါရင်တော့ခေါင်းကြည့်ရေးခင်းဆမ်းကတော့ဘလို့နေကျန်းနေပေါ့ဗျာဒါပေမဲ့ရှိထိုးတဲ့ကောင်တွေကျတော့အာလီခင်းကနေလက်ရင်းအကြီးကိုလိမ့်တလိမ့်နဲ့နေပြီးတော့တာဝါရီပဲပတ်ချိုးတဲ့ကောင်ဒီလိုကောင်တွေကဘလို့ဖြစ်လဲဆိုလို့ရှိရင်တော့တင်း တ်တယ်ကိုလည်းမကြည့်တယ်လို့ map ကိုလည်းကြည့်ရကောင်းနေမဟုတ်ပါဘူးခုချိန်นี้လည်း ram မှာဖြစ်ဖြစ် class မှာဖြစ်ဖြစ်တလောတလောအဲ့လိုကောင်းတွေကိုကြောင်းနေအများတွေ့ရပါတယ်တခင်းကြီးစမ်းကြိုင်မှာမဟုတ်ပါဘူးတချို့တော့ကောင်းနေကြတော့လည်းမကြည့်တတ်တာလားဒီမင်းမဲဆေးထုတ်ရလားကျွန်တော်လည်းမပြောတတ်ဘူးပေါ့ဗျာနောက်ထပ် zero တကောင်ဆိုလို့ရှင်တော့အားလုံးသိကြတဲ့ကိုဖတ်တီ frank ကိုပြောပါတယ်ဒါပေမဲ့ခုတော့အင်္ဂလိပ်ထဲမှာ frank ကိုကိုင်ပြီးဆေးထုတ်တဲ့ကောင်းတွေကတော့တိတ်မတွေ့ရတော့ဘူးဒါပေမဲ့လည်းတလောတလောကြာအားလုံးသိကြတဲ့အတိုင်းပဲတချို့တော့ frank ကို player တွေကတတော်ကြည့်ပြီးတော့အင်္ဂလိပ်ထဲမှာ double hood တွေလလဆွဲတာပါသူတို့တော့တော့ဒါကအဆင်ပြေနေပြီပဲ channel တွေတွေ့ကြတော့ကိုကောင်ယုံနဲ့ကိုမ လို့သိပြီးတော့အဆင်မပြေဘူးဗျာနောက်ပြီးကျတော့ကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်ကတမ်ပလီယာတော်တော်များများကအာလီပိုင်းဆိုလို့ရှိရင် Frago ကိုင်မီဆိုတာနဲ့ Enemy Jungle ကိုတော်တော်နှောက်တာပါတကယ်လို့အတမ်ပလီယာကောင်းနေလို့ရှိရင်တော့တမျိုးမဟုတ်ဘူးဒါပေမဲ့မကောင်းသေးဘူးဆိုလို့ရှိရင်တော့ Brown နဲ့ Short ရှိပါတယ်ဘာလို့လဲဆိုလို့ရှိရင်တော့ Enemy Jungle ကိုနှောက်နေတဲ့အချိန် Enemy ဘက်က Teammate တွေကကိုယ်ဝိုင်းဆော့လွတ်လိုက်လို့ရှိရင်ဗျာအာလီပိုင်းကကိုယ်အစိုးရကြွားသွားပြီး ဲ့ချိန်ညာလို့ရှိရင် enemy ကိုလည်း feeding ပေးရရောက်တယ်နောက်ပြီးကြတော့ကိုတင်းကိုလည်း carry ရတာပို့ခတ်လာတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်အနေနဲ့ဒီမှာပြောချင်တာကတော့ franco player အနေနဲ့တော်တော်ရရမ်းကြည့်ဖို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်နောက်ထပ် zero တကောင်ဆိုလို့ရှိရင်တော့အားလုံးသိကြတဲ့လောင်ကြီးပဲဖြစ်ပါတယ်လောင်ကြီးကဘယ်လိုစေထိုးလဲဆိုရင်တော့အားလုံးသိကြတဲ့အတိုင်းပဲလောင်ကြီးဆိုတာကသူ့ရဲ့ ultimate arrive ပဲသူ့ရဲ့ arrive ကိုတုံးပြီးတော့ကိုလူတွေကိုခေါ်ပြီးတော့ enemy base ထဲကိုဆွတ်ဆွဲထည့်တာပါဒါပေမဲ့လည်းလောင်ကြီးကင်တဲ့ player တော်တော်များများ gay player ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့စိတ်တွေကိုတော့ကျွန်တော်အနေနဲ့မကြောတတ်ဘူးဒါ ါပေမဲ့ကျွန်တော်တော်တော်များများကြုံရတာတော့အဲ့လိုဆေးထိုးတဲ့ကောင်တွေကြီးပါပဲအဲ့တော့ enemy ဂျားတဲ့ကိုဆွဆွဲထည့်တာနဲ့အတူတူကျွန်တော်ရဲ့နောက်တဲ့ဆေးထိုးတဲ့ကောင်ကိုပြောပါဆိုလို့ရှိရင်တော့အားလုံးသိကြတဲ့ဂျွန်ဆန်းကိုကျွန်တော်နေနဲ့ပြောပါပါဂျွန်ဆန်းကဘယ်လိုဆေးထိုးလဲဆိုလို့ရှိရင်တော့အားလုံးသိကြတဲ့အတိုင်းပဲ long view လိုမျိုးပဲသူက enemy tower တဲ့ကိုဆွဆွဲခေါ်သွားပြီပေါ့နော်ဒီနေ့အပြင်ပြောရလို့ရှိရင်တော့အားလုံးသိကြတဲ့အတိုင်းပဲသူ့ရဲ့ကားပေါ်ကျောင်းနေတက်လိုက်တယ်ပြီးကြောင်လို့ရှိရင်သူကအဲ့ဒီကားကို enemy tower အထိမောင်းပြေးသွားပြီပေါ့နော်သူလည်းအသေးခံသွားပါတယ်အဲ့လိုဆေးထိုးတဲ့ကောင်လည်းတွေ့ရင်တော့အများအများတာခေါ်ဖို့ကြောင်းနေနဲ့အကြံပြုပါရစေနောက်နှစ်ကောင်ကတော့ assassin တဲ့အဖြစ်တဲ့ lane နဲ့ fanny ပဲဖြစ်ပါတယ်။ လင်းပလေယာတော်တော်များများအားလုံးသိကြတဲ့အတိုင်းပဲတိတော့ကြည့်ပြီးဆိုရတဲ့ double blade တွေကောက်တဲ့ပြုံမှာ funny player လည်းဘာမှမထူပါဘူးတိတော့ကြည့်ပြရတဲ့ double joe တွေကိုပဲတောက်လျှောက်ဆွဲနေတော့တာပါဒီလိုကောင်တွေကဟိုးရင်ကြေရရှိခဲ့ပြီးတော့အခုချိန်ကြီးလည်းရှိနေသေးပါဆိုတော့ဒီနေ့ပြောပြသွားတဲ့အကြောင်းလေးရဆိုလို့ရှိရင်တော့ mobile legend တွေကအဓိက series ဖြစ်တဲ့ဒီကောင်တွေကိုပြောပြရင်လည်းပဲဒီ video လေးကတော့ဒီမှာပဲကြောနေအောင်တက်ချင်ပါတယ်ကျွန်တော်ဘက်ကလည်းမအားတဲ့အချိန်လေးတွေကပဲ video တစ်ပုဒ်ကိုရအောင်လုပ်ပေးရတဲ့အကြောင်းမလို့ကုလူတို့ကိုတောင်းပန်ချင်ပါတယ်ပြောရရင်တော့ကျွန်တော်ဘက်ကမအားတော့လေးရဲ့အလုပ်ကိစ္စလေးရှိနေရ ကြောင့်မလို့ကိုလူတို့ကိုဗီဒီယိုပုံမှန်မတင်ပေးနိုင်တာပါနောက်ပြီးကြတော့ကျွန်တော်ရဲ့ channel လေးကိုလည်းတယောက်တစ်ချက် subscribe လုပ်ပေးခဲ့ဖို့ကြောင်းနဲ့တောင်းဆိုချင်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်တော့တည့်ရဲ့အတိုင်းပဲ keyword တွေကပြန်ကောင်းတော့မှဖြစ်တဲ့အတွက်ကြောင့်မို့ကြောင်းနဲ့ keyword အောင်ချင်ပါတယ်ဆိုတော့အားလုံးချစ်ပါတယ်တားရွေနောက်ဗီဒီယိုမှာပြန်တွေ့ကြပါဗော့